28ရက်3လ2025ရက်နေ့မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့်ပျက်စီးဆုံးရှုံးရာဒေသများ၌ကေစေစာနာဖေးမှကူညီမှုများအချိန်နှင့်တပြေးညီဆောင်ရွက်နေသော CBKMA Foundation ဥက္ကဋ္ဌဦးခင်မောင်၏ဟာတောင်ငူမြို့မှာရှိတဲ့မြင်းငလျင်ဒဏ်တင့်တာသနိကအဆောက်အဦများပြန်လည်ပြုပြင်မွမ်းမံရေးကိစ္စများကိုလည်းဆောင်ရွက်လျက်ရှိပါသည် တောင်ငူမျိုးတမိုင်းဝင်ရွှေစံတော်ဇေဒီတော်မြတ်ကြီးရှိ စိန်ဖူးတော်မန္တိုင်ဆောင်းသွားခြင်းကြာမောက်ကြာလံပက်လေကွဲအပ်ပြီးအဆက်ပြုတ်သွားခြင်းအထက်ပြည့်စရာပက်လေကွဲအပ်ပြီးဇေဒီတော်နှင့်အဆက်ပြုတ်သွားခြင်းအရှိအနောက်မြောက်ဖက်ဆောင်းနှံထုပိကာထင်းများပျက်စီးသွားခြင်းအာယုန်ခံအဆောက်ဦးထုပိကာထင်းများပျက်စီးသွားခြင်းလျောင်းတော်မူနှင့်နှီးဖျားမျက်နှာချက်ပြားများ ၊ကွာကျပျက်စီးခြင်း၊အနောက်ဖက်ဆောင်းတန်းကော်လန်တိုင်းများကွဲအပ်ပြီးပလတ်စတာများကွာကျခြင်းများအား CBKMA Foundation ဥက္ကဋ္ဌဦးခင်မောင်အေးကတွားရောက်ကြည့်ရှုပြီးအဆိုပါသာသနိက အဆောက်အဦများပြန်လည်ပြုပြင်မွမ်းမံရေးအတွက် stretcher များကြန့်ခိုင်မှု ရှိမရှိစစ်ဆေးရန်ပညာရှင်အဖွဲ့များကို တိုင်ပင်ဆွေးနွေးပြီးပြုပြင်ရေးလုပ်ငန်းများဆောင်ရွက်ရေးဂေါပကအဖွဲ့ဝင်များနှင့်တိုင်ပင်ဆွေးနွေးခဲ့ပါသည်။ တောင်ငူမျိုးတိရကူကေတုမဏီဗုဒ္ဓတက္ကသိုလ်ရှိတတမဇောတိကပွင့်နေသဖြင့်ကျောင်းဆောင်တော်နန်ရံများအကွဲခြင်းစွန်းစားကျောင်းဆောင်ဤညနေချက်များကွာကြပျက်စီးခြင်းတုံးတက်ကျောင်းဆောင် အောက်ထက်အခန်းများအနှင်းငယ်နှိမ့်ကြပြီးအပေါ်ထက်ဝရဏနှိမ့်ကြသွားခြင်းအဆရှိသည့်ပျက်စီးမှုများကိုလည်း CBKME Foundation ဥက္ကဋ္ဌဦးခင်မောင်ဤကိုယ်တိုင်တွားရောက်ကြည့်ရှု၍လိုအပ်သည့်များပြင်ဆင်မွမ်းမံရန်တာဝန်ရှိသူများနှင့်ဆွေးနွေးခဲ့ပါသည် မြင်းကလင်တန်တင့်တာသနိကအဆောက်ဦးဖြစ်သော တောင်ငူမြို့တမိုင်းဝင်လောကုတ္တရာဇီတိတော်မြတ်ကြီး၏ဖျားစိန်ဖူတော် အရှိမြောက်ဖက်သို့အနှင်းငယ်တင်ဆောင်ခြင်းဇီတိကိုလုံးတော်ကြီးနှင့်အယံဇီတိတော်များကွဲအပ်၍အကြောင်းများဖြစ်ခြင်းတောင်လေးတောင်ဇီတိများကွဲအပ်၍အကြောင်းများဖြစ်ခြင်းအဆရှိတဲ့ပျက်စီးမှုများကိုလည်း CBKMA Foundation ဥက္ကဋ္ဌဦးခင်မောင်၏ကတွားရောက်ကြည့်ရှု၍ မြို့နယ်တန်ကနာယကဥက္ကဋ္ဌစကားကြောင်းဆရာတော်ဦးရီဝဒအားဇီတီတော်ပြန်လည်ပြုပြင်မွမ်းမံရဲ့အတွက်ရှောက်ထားကဆရာတော်ဤဩဝါဒကိုခံယူခဲ့ပါတယ်ထို့အတူ CBKMA Foundation ဥက္ကဋ္ဌဦးခင်မောင်အေးဟာ စိန်ဖူးတော်မြေခသွားတော့တောင်ငူမြို့တမိုင်းဝင် မဟာအောင်မြေရှိ ကောင်းမှုတော်ဇေဒီတော်မြတ်ကြီးတို့လည်းတွားရောက်ပြီးပလင်တော်ကွဲအပ်အကြောင်းများဖြစ်ခြင်း နှီးဖျားဘက်အချမ်းရှိအနောက်ဘက်မုံမှာရှိတဲ့ရင်ပြင်တော်ကွဲအပ်အကြောင်းများဖြစ်ခြင်းအစရှိတဲ့ပျက်စီးမှုများအားကြည့်ရှုပြီး လိုအပ်သည်များပြင်ဆင်မွမ်းမံရန်တာဝန်ရှိသူများနဲ့ဆွေးနွေးခဲ့ပါတယ်။ထို့နောက်တောင်ငူမြို့မြက်စုံညီနောင်နောင်တော်စီကြီးတော်မြက်ကြီး၏ထီတော်မြောက်ဖက်တင်ဆောင်ခြင်းဇေဒီလုံးပတ်ပတ်လည်အပ်ကွဲခြင်းအယံဇေဒီဆက်တဆူစိန်ဖူးတော်မြေခခြင်း တနေ့ကတွေတောင်းရှိအယံစီဒီကွဲအပ်ခြင်းအနောက်ဖက်မုတ်အယံစီဒီလုံးပတ်ပက်လေအကွဲခြင်းအာယုံခံတစောင်းကွန်ကရစ်တိုင်ပလတ်စတာများကွာကြခြင်းတောင်ဘက်မုတ်ညာဘက်မုတ်ဦးတိုင်ပြိုကျပျက်စီးခြင်းအနောက်ဖက်မုတ်တွင်ရှိသော ခြင်သေးလက်ကွဲအပ်ခြင်းအာယုံခံမြစ်မှုအုပ်ယိုးများပြိုကျခြင်းအနောက်ဖက်တစောင်းအပေါ်ဘက်အုပ်ကျောပြက်ခြင်းနှင့်မျက်စုံညီနောင်ညီတော်စီဒီတော်မျက်ကြီးတွင်လည်းစိန်ဖူးတော်မြေခခြင်းရွေးလုံးနေရာပလတ်စတာများကွာကျခြင်း ကိုလုံးတော်ပက်လက်အကွဲเจ้าများဖြစ်ပေါ်ခြင်းခေါလောင်းတော်မှစ၍အနောက်မြောက်ဘက်သို့အနှင်းငယ်ရင်းရိုင်ခြင်းနှင့်မျက်စုံညီနောင်ရွှေဟင်းသာစီတီတော်မြတ်ကြီးသည်ပလင်တော်မှစ၍ခေါလောင်းတော်အထိတဆူလုံးနှိပါကွဲအပ်ပျက်စီးသွားခြင်းတို့အား CBKMA Foundation ဥက္ကဋ္ဌဦးခင်မောင်၏ကကိုယ်တိုင်တွားရောက်ကြည့်ရှုပြီးလိုအပ်သည့်များပြင်ဆင်မွမ်းမံရန်ဂောဘကအဖွဲ့ဝင်များနှင့်ဆွေးနွေးခဲ့ပါသည်